ဲ့ကိုရဲ့ပထမဆုံးတွေ့ရတဲ့ဇာတ်ကားလေးဖြစ်ပါတယ်ဆိုတော့ဒီကားရဲ့မှာအကိုရဲ့ comic writing လေးတွေအကိုမျက်နှာနဲ့ဖတ်တာ idea လောရတဲ့အခါမှာကိုယ်တိုင်လည်းအဲ့ဒါကိုအများကြီးပထမဆုံးနေလေးတွေ့ရခဲ့တယ်ပြေးကြအောင်ပြောချင်ပါတယ် ချစ်ကိုပတ်စံချနာတာမာမာယောဒါအတူရုပ်ရှင်ဇာတ်ကားကြီးကတော့ဆီယမာလေးနဲ့အတူရဲ့ဇာတ်လမ်းလေးပေါ့နော်ဆိုတော့အတူကဆီယမာလေးကအတူကိုပေးခဲ့တဲ့ဂရီတီလားဆိုတော့ပရိသတ်ကြီးကရုပ်ရှင်ပုံမှာလာရောက်ဆောင်ကြည့်ပေးကြတယ်ဘာဖြစ်ပါ့။အတူရုပ်ရှင်ဇာတ်ကားကြီးကအဲ့လိုချစ်စပွဲဖြစ်တဲ့ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တယ်။ဘောဆိုင်မျိုးရဲ့အလှအပတွေပြီးတော့အခုလို့ ပြည်သက်တွေမြင်တွေ့နေရတဲ့ယထာစီးလေးတွေဆိုလဲတေချာလေးကိုအသေးစိတ်ကယူဆိုင်ပြီးတော့စီစဉ်ရိုက်ခုခဲ့ကြတာပေါ့နော်အာပြည်သက်ကတော့ထင်ချင်တယ်မဒီယထာကဘိုးရရန်ကုန်မှာပူရာတခုမှာပဲဘိုးတို့1990ရဲ့အငွေအသက်လေးရအောင်တေချာပြင်ဆင်ပြီးရိုက်ခုခဲ့ကြတာပေါ့နော်အာအယထာနဲ့ရိုက်ခုရဲ့စင်းဆိုလို့ရှိရင်ယထာကြီးကိုရှေ့ကိုမောင်းသွားလိုက် အာနောက်တစ်ခေါက်ပြန်ရမယ်ဆိုရထားကိုပြပြချင်းနောက်ပြန်ဆုံလိုက်နေရိုက်ထူခဲ့ကြရတာပြီးတော့အဲ့ဒီမှာပါတဲ့အလိုအရင်ခေတ်ကကြွေးရလေးရှိရဲ့ဘူတာမှာလက်ဖြစ်ရောင်းတဲ့ပုံစံလေးတွေမုံရောင်းတဲ့ပုံစံလေးတွေကုလီချမ်းတဲ့ပုံစံလေးတွေဒါလေးကိုလည်းသေးစိတ်ပြင်ဆင်ပြီးတော့ရိုက်ထူခဲ့ကြရတာဆိုတော့အဲ့ဒီရထားစင်းလေးကိုကိုကိုရိုင်းလည်းတော်တော်လေးကိုသဘောကျရဲဆိုတော့1990ပြည့်ပြည့်ကိုလည်းရိုက်ထွေးခါမှာကိုရိုင်းရောက်သွားတယ်လို့ပြောတော့အဲ့တော့ဒီပြက်ကရထားနောက်ကိုမနောက် အာယထာနောက်ကိုသူလဲခဏခဏပြေးလိုက်ရတယ်ယထာကြီးနဲ့ပါသွားကြတယ်နောက်ပြီးတော့တောက်လျှောက်ဦးပေါ့နော်ယထာကိုနောက်ပြန်ဆုတ်တယ်နောက်ထောက်ပြန်ပြေးတယ်ခဏခဏရိုက်ရတာပေါ့ဒါပေမဲ့ပြောကြအောင်ပါပြုတ်ရှင်ဇက်ကားကြီးကဒီရာသပေါင်းဆုံးပေးဆွနိုင်တဲ့ဇက်ကားဖြစ်ပါတယ်အစာပိုင်းမှာလည်းချစ်စပွဲလေးတွေနဲ့ချစ်စပွဲအမူပြလေးတွေချစ်စပွဲအာအလေးအထလေးတွေနဲ့ကြည်ပြီးကြည်နူးမှုရ ဒရာမာလေးလည်းပပလေးပါတယ်။ဤမောစရာလေးလည်းပါတယ်။ကြည့်ရှုလိုက်လို့ရှိရင်အမောတွေပြည်စီမဲ့စေပန်းပြည်စီမဲ့ဇာကားလေးပေါ့နော်။အဲကိုကိုရိုင်းလည်းရုပ်ရှင်ဇာကားတွေကိုအမျိုးအစားစုံအောင် character စုံအောင်ရိုက်ကူးရနေပြီးတော့ပြီးခဲ့တဲ့အပရိသတ်တွေကြည့်ရှုခဲ့ရတဲ့ဇာကားတွေကဒရာမာလေးတွေအငိုရတာလေးတွေများတော့ဒီအတုဇာကားရရမယ်ဆိုရင်ကျင်းပါအစားအသောက်ကိုပေးစင်တာကြောင့်ဒီအတုဇက်ကားလေးကိုရိုက်ပြီးပြခဲ့ရပါတော့အဲဆိုတော့ဒါကိုမြင့်မြတ်နဲ့ပူရဲ့ပထမ တွေ့ရတဲ့ဇာတ်ကားလေးဖြစ်ပါတယ်ဆိုတော့ဒီကားထဲမှာအကိုရဲ့ comic writing လေးတွေအကိုမျက်နာနဲ့ခါသား idea လောက်ရတဲ့အခါမှာကိုယ်တိုင်လည်းအဲ့ဒါကိုအများကြီးပုံစံနေလေးဝင်ရခဲ့တယ်ဆရာမလေးကိုခချစ်နေမိပြီဘယ်လိုဆရာမလေးကိုချစ်နေမိပြီဟုတ်တယ် တင်လေးတွေလုပ်တဲ့အခါမှာအားနည်းသေးတယ်လို့ခံစားရတဲ့အခါမှာအကိုကဒီဘာသာရုပ်ကိုပိုင်နိုင်ပြီးသားသူတယောက်ဖြစ်တဲ့အတွက်အကိုနဲ့ဆုံတဲ့အခါမှာအကိုဘယ်လိုမျိုးလုပ်တယ်အဲ့တဲ့တစ်ခုလုပ်ရင်ဘယ်လိုမျိုးရဲရဲဝဲဝဲလုပ်တယ်ဆိုရဲဟာတွေကိုအများကြီးအဲလေ့လာခဲ့ရပါတယ်အကိုနဲ့အလုပ်လုပ်ရတာလည်းအရင်အဆင်ပြေခဲ့ပါတယ်ပညာရည်လည်းအများကြီးရခဲ့တယ်အလုပ်ကိုပဲအာရုံစိုက်ပြီးအေးစေးစေးနေတတ်တဲ့သူဖြစ်တယ်ဆိုတော့လည်းတွေ့ခဲ့ရတယ်ပေါ့နော်ကိုရဲ့စီနီတာကြီးရအခုလိုမျိုးပတ်ချက်မျိုးပေးတာအရင် ်းသာရပါတယ်ဒီထက်လည်းပိုပြီးတော့အများကြီးစူးစမ်းပါမယ်အတူနဲ့ဆရာမလေးကို break တွေမပေးရဘူးဟိုပိုးရိုက်ကူတဲ့ကားရဲမှာမတူတဲ့ဇာတ်ကားတစ်ခုဖြစ်ပိုးစံအစ်စ်နဲ့စစ်စပွဲကားလေးတစ်ခုဖြစ်ပိုးကတော့အတော်လေးနှစ်သက်မိပါတယ် rating ကတော့ rating ရဲ့အဖြေကိုပဲပူဆောင်ပြနေပါတယ်ဟိုဒီအတူဇာတ်ကားတွေကခင်လေးကိုပုံပေါ်တဲ့အခါမှာအဲ့လို အဲတီတီငင်ငင်လေးနဲ့နှစ်လိုပွဲအစ်စက်ပွဲဆရာမလေးဖြစ်ပုံပေါ်ပုံပုံထက်တဲ့သူတိုင်းပြီးတော့ကြိုးစားခဲ့ပါတယ်အဲဒီပေါ်မှာကိုဖြစ်စီခြင်းတဲ့ပုံစံတိုင်းပြိဿကမှတ်ချက်ပေးကြတာဖြစ်တဲ့အတွက်ချစ်ပေးကြတဲ့ပြိဿတွေအားလုံးကိုအကျဉ်းချုပ်အများကြီးတင်ပါတယ်နောက်နောက်များမှလည်း character မျိုးစုံကိုပုံစံမျိုးစုံလေးနဲ့အလိုတင်ဆက်နိုင်ဖို့အများကြီးကြိုးစားပါတယ်အတူလေးကဘယ်လောက်တောင်ချစ်ဖို့လဲအတူကလေသူကအဲအဲ့လို ိုးရိုးအာအာလေးဒါပေမဲ့သူ့မှာ fusion နဲ့နှလုံးသားလေးရှိရဲလူတွေကိုကူညီတတ်တယ်ဆိုတော့အတူကကြည့်စရာကောင်းပါတယ်မျိုးရိုးတတာချိုးချိုးဆဆလေးပေါ့အတူပါလေဆိုတော့အတူ character လေးကတော်တော်လေးကိုကြည့်စရာကောင်းပါတယ်ပေါ့အပရိသတ်ကပိုးအတွက်ပိုးရဲ့ဇာတ်ကားကိုကြည့်ရဲအဲ့လို တာကားလေးကြီးကြည့်ရတာလည်းနည်းတယ်ရိုမန့်စီဖြစ်မလားဒရာမာတွေဖြစ်မလားပေါ့နော်အဲဆိုတော့ဒီအတူကားကရီမောစရာလေးတွေလည်းပါမယ်အာဒီမူစရာလေးတွေလည်းပါမယ်မြို့ရဲ့အလားပါလေးတွေနဲ့ဒလိထုံးစံလေးတွေနဲ့အာပေါ့ပေါ့ပါနဲ့ဒရာမာနည်းနည်းပေါ့နော်စိတ်ပင်ပန်းတဲ့အခါမှာစိတ်အပန်းပြေဖို့ကြိရှိလို့ကောင်းတဲ့ဇာတ်ကားလေးတကားလို့ကိုကညွှန်ဆိုချင်ပါတယ်။အဲကိုတို့ဒီအကျိုးရုပ်ရှင်ဇာတ်ကားကြီးကလာမ ဘာလ24ရက်နေ့ကစပြီးတော့ရုပ်ကြင်ပြသသွားတော့မှာဖြစ်ပါတယ်။အတူရုပ်ရှင်ဇာတ်ကားကြီးမှာအတူရဲ့ဒေါက်တာခင်လေးဆရာမလေးရဲ့ဇာတ်လမ်းလေးကိုရုပ်ရှင်ရုံမှာလာရောက်ပြီးသူအားပေးကြဖို့ပရိသတ်တွေစိတ်ပင်ပန်းနေတဲ့အခါမှာခေတ္တခဏစိတ်ပင်ပန်းပြည်စီဖို့ရုပ်ရှင်ရုံကိုလာရောက်သူအားပေးဖို့ထိတ်ခေါ်စီပါတယ်။